Mình <applause> Masih. ကစ်တဲ့နေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးဗမောက်မြို့ကိုစစ်တပ်နဲ့ SNL အဖွဲ့ကလက်နက်ကြီး drone များဖြင့်တိုက်ခိုက်၍ဌာနဆိုင်ရာအဆောက်အဦများမိလောင်ပျက်စီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဗမောက်မြို့ကိုအကြမ်းဖက်စစ်တပ်နဲ့ SNL အဖွဲ့ကလက်နက်ကြီး drone များဖြင့်တိုက်ခိုက်၍ဌာနဆိုင်ရာအဆောက်အဦများမိလောင်ပျက်စီးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ယနေ့အောက်တိုဘာ26ရက်မနက်ပိုင်းမှစတင်ပြီးနာယကရွာဘုံကြီးကျောင်းနဲ့ခမုံးနယ်ဇက်ဒေသတိုင်းဒေသလူငယ်များဖွံ့ဖြိုးရေးတန်းတန်းကျောင်းမှ အကြမ်းဖက်စစ်တပ်နဲ့ SNA ဖွဲ့ကဗမောက်မြို့ပေါ်ကို120မမလက်နက်ကြီး drone များဖြင့်ပြစ်ခတ်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်၏ဘုံကျဲပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဗမောက်မြို့ပေါ်ရှိဌာနဆိုင်ရာစာအုပ်များမိလောင်နေခြင်းဖြစ်ကြောင်းသိရပါသည်။စစ်သားတွေကမနက်ပိုင်းနေ့ကစတင်ပြီးတော့လက်နက်ကြီးတွေ drone တွေနဲ့ဗမောက်မြို့ပေါ်ကိုဘုံကျဲပြစ်ခတ်တိုက်ခိုက်နေတာစစ်သားတွေဖြစ်တဲ့လက်နက်ကြီးကြီးနဲ့ဘုံတွေကဌာနဆိုင်ရာရုံးတွေကိုကြားရောက်ပောက်ကွဲပြီးမိလောင်နေတာပါဟုဒေသပြည်သူတို့ကပြောဆိုပါသည်။ ဗမောက်မြို့ကိုစက်တင်ဘာ15ရက်နေ့ကထိုးစစ်ဆင်ခဲ့ပြီးစက်တင်ဘာ20ရက်မှာတော်လန်ရီတပ်ဖွဲ့များကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းမြို့သိမ်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ထံမှ G3 နှစ်လက် UC တစ်လက် AK တစ်လက်ကြီးမျိုးစုံ12,886တောင်းတရ20မမပုံသည်28လုံး87မမပုံသည်9လုံး60မမပုံသည်14လုံး drone ပုံသည်မျိုးစုံအလုံးတရာ RPG တစ်လုံးမျက်ရည်ရိုးပုံသည်83လုံးနိုင်ဖို့ကြီး902တောင်းအီနာကာပုံသည်51လုံးနေမ ိုင်း3လုံး၊တိုင်မိုင်းမျိုးစုံအလုံး20၊ဖိုင်ဘာမိုင်း9လုံး၊ကိုမမကြီးပိုင်း၊ကိုမမကာပိုင်းကြီး10တောင်း၊ကြီးအိမ်မျိုးစုံ29ခုနဲ့အချောင်းဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းစစ်တပ်ဘက်မှ SNA ဗိုလ်တအုပ်အပါအလောင်း9လောင်းရရှိခဲ့ကြောင်းဒေါ်လန်ရေးရဲဘော်6ဦးကြာဆုံးခဲ့ကြောင်းသိရှိရပါသည်။စနေတင်ဆက်ပေးမယ့်တရင်အကြောင်းကတော့စိတ်ဖြူမျိုးမှာထွက်လာတဲ့အကျန်းဖက်စစ်ကြောင်းကိုတိုက်ခိုက်ရမှာအကျန်းဖက်စစ်သား9ဦးထပ်မံတဲ့သေဆုံးတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစိတ်ဖြူမြို့မှာထွက်လာတဲ့အင်အား900ပါအကျန်းဖက်စစ်ကြောင်းကိုတိုက်ခိုက်ရာအကျန်းဖက်စစ်သား9ဦးထပ်မံနေတည်ဆုံးပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မကွေးတိုင်းပကပရွှေလျားစစ်ကြောင်းရင်းနှီးသားကော်လံမ ထုတ်ပြန်ပါတယ်စိတ်ဖြူမျိုးဘောလုံးကွဲမှထွက်လာတဲ့အကျန်းဖက်စစ်တပ်လောက်ကန်ကောက်ပေါဆ21ကောက်ပေါဆ22လကတာ23936လစခ9ခလရ73တမခ88ကကား55စီပူပေါင်းအင်အား200ပါစစ်ကြောင်းကိုစိတ်ဖြူမျိုးနဲ့ဂွေးပင်ကြောင်ဂျေးရွာနီမှာဒေါ်လန်ရေးတက်တွေကအောက်တိုဘာ25ရက်မနက်10:00နာရီမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါဒါအပြင်ချင်းတောင်ဂျေးရွာနီမှာလည်းထိတွေ့ဖြစ်ခဲ့မှုဆက်လက်ဖြစ်ပွားပြီးအကျန်းဖက်စစ်တပ်မှကားနှစ်စီးပျက်စီးခဲ့တယ်လို့ဆိုပါတယ်ထိတွေ့တိုက်ပွဲ ယ်တွေဂျမ်ဖက်စစ်တပ်ဘက်မှဆလင်းမျိုးနဲ့တညောင်တိုင်းနဲ့မျက်စစ်ခွဲယုံမှလက်နက်ကြီးပစ်ကူပေးခဲ့ပြီးစိတ်ဖြူဆလင်းကားလန်ထိုးစစ်အရှိန်မြင့်ခဲ့တဲ့အတွက်ထွန်လန်ကြီးတပ်ဖွဲ့များနောက်ဆုတ်ပေးခဲ့ရတယ်လို့အသိပေးထားပါတယ်။အဆိုပါထိတွေ့ပစ်ခတ်မှုမှာရန်သူဘက်မှ9ဦးသေဆုံး10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တာကိုတပ်တွင်းဖိအားသည့်ထံမှတဆင်ထပ်တိုးသိရှိခဲ့ရပါတယ်။အစိုးရတိုက်ပွဲကိုမကွေးတိုင်းပကပါရွှေလျားစစ်ကြောင်းရင်းနှီးတာကော်လန်ပခုတ်ကိုခရံအမတ်ဆက်ကိုတိုင်ရင်နဲ့အမတ်လေးတိုင်ရင်တို့မှပူးပေါင်း တိုက်ခိုက်ဖော်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကင်းတာနှင့်ရေစကန်ဘက်မှစကန်တံဝန်ခံနဲ့လက်ထောက်ကြီးကြပ်ရေးမှူးထင်းလင်းဦးကအကျဉ်းသားများကိုငွေကြေးချင်းချောက်တောင်းခံသည့်ပြင်ရိုင်းနှက်ဖိနှိပ်ခြင်းများအကြီးကျယ်လုပ်နေတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကင်းတာနှင့်ရေစကန်ဘက်မှာ စကန်တာဝန်ခံနဲ့လက်ထောက်ကြီးကြပ်ရေးမှူးထင်လင်းဦးကအကျဉ်းသားများကိုငွေကြေးချင်းချောက်တောင်းခံသည့်ဖြင့်ရိုင်းနှက်ပြီးနေချင်းများအကြီးကျယ်လုံနေကြောင်းအကျဉ်းဦးစီးတရင်ရှင်မြက်ကပြောဆိုပါရီကင်းတာနေရဲပဲအကျဉ်းစကန်အတွင်းမှာအကျဉ်းသားများအနေဖြင့်လွတ်လပ်စွာနေထိုင်ခွင့်ရှိသည့်ချက်ချံတွင်နေမည်ဆိုလျင်တဦးလျင်ငွေကြေး25သိန်းငါးကန်တွင်နေမည်ဆိုလျင်တဦးလျင်ငွေကြေးသိန်း30ဝက်ချံတွင်နေမည်ဆိုလျင်တဦးလျင်ငွေကြေးသိန်း20မိဖို့ကြီးတွင်နေမည်ဆိုလျင်ငွေကြေး25သိန်းငါးကန်တွင်နေမည်ဆိုလျင်ငွေကြေးသိန်း 20ငွေကြေးပေးမှသာနေထိုင်ခွင့်ရကြောင်းသိရပါတယ်။ဝက်ချံ၅ကံမာနေရင်လုံးလုံးလက်လက်လှုပ်ချင်တာအကုန်လုပ်လို့ရတယ်။အခွင့်အရေးကလက်တဆုံနိုင်လို့ရတယ်။အရက်သေးစားကစအိမ်ကမိမလာလာကစလွန်လန်းစွာနေထိုင်ခွင့်ရတယ်။အဲ့ဒါကိုစကန်တောင်ကန်ကျောင်းမင်းထုံးကတင်ချီတောင်းနေတာဟုအချင်းစကန်တရင်ရှင်မြက်ကပြောကြားပါတယ်။တို့ပြင်ရဲဘက်စကန်ကိုအချင်းသားတင်လျှောက်သည့်အချိန်တိုင်းမှာငွေချင်းများချင်းချောက်တောင်းခံကြောင်းအချင်းသားများပေါ်အလုတ်ချင်းတစ်နေ့အတိုင်းတာထက်ပုံရင်းကြောင်းထုတ်ခိုင်းကြောင်းသိရှိရပါသည် ကျောင်းထုတ်ခိုင်းကြောင်းသိရှိရပါတယ်အကျဉ်းသားတွေအပေါ်အလုတ်စေခိုင်းနောက်ပေါင်းကြော်ထိခိုင်းပါတယ်အကျဉ်းသားတီးတန်းဆိုအပြင်မှာတိုက်ခန်းနဲ့တခန်းတနာနဲ့နေရတယ်အပြင်ခန်းတီးတန်းဆိုရင်သိန်းရာခန်းထိတောင်းရံနဲ့စကန်တာဝန်ခံကတာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူးဟုအကျဉ်းစကန်တင်းရှင်မြက်ကဆက်လက်ရှင်းပြပါတယ်ထို့ပြင်ရဲဘက်စကဲဤလက်ထောက်ကြီးကြိမ်မှုတိထင်းလင်းဦးကအကျဉ်းသားများပေါ်ဆဲဆူချိန်မောင်းပြီးအရက်သေးစားတောက်စားမှုရဲ့နေလေးရှိကြောင်းရှင်းပြအကျဉ်းသားများပေါ်ဖိနှိပ်ချုပ်ချယ်ရိုက်နှက်ခြင်းများလှုံ့ဆော်နေကြောင်းအကျဉ်းထောင်တွင်လူမ ိုင်မွေငွေကြေးရှာစက်ကြေးကောက်ခံနေကြောင်းသိရှိရပါတယ်။ဆက်လက်တိဆက်ပေးမယ့်တရင်ကြောင်းကတော့ကျွန်းစုမျိုးနယ်အတွင်းစစ်တပ်၏အထူးရောင်ရွှေကောက်ပွဲတွင်ပူပေါင်းပါဝင်သူများကိုထိထိရောက်ရောက်အေးအေးယူသွားမည်ဟုတတိပေးကြေညာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းမြိတ်ခရိုင်ကျုံစုမြို့နယ်တွင်ရှိစစ်ကောမရှင်လောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှရဲကြီးအုပ်ချုပ်ရေးမှူးအစင်တီကိုရီးချက်လက်များအားလုံးရရှိထားပြီးစစ်တပ်၏အထူးရောင်ရွှေကောက်ပွဲကိုပူပေါင်းပါဝင်သူများကိုတိတိယောက်ယောက်ရင်းယူသွားမည်ဖြစ်ကြောင်းကျုံစုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖာမတာဝန်ရှိသူကပြောပါရီကျုံစုမြို့နယ်တွင်၌တတိပေးချက်ကိုလိုက်နာခြင်းမရှိဘဲစစ်တပ်အတွက်နိုင်ငံရေးရထွက်ပေါင်းရစေရန်ရွှေကောက်ပွဲကိုအားပေးကူညီနေသည်ကိုစုံစမ်းသိရှိရပါကပြင်းထန်သောနီလန်းဖြင့်ထိရောက်စွာအပြစ်ပေးအရေး ယူသွားမည်ဖြစ်ကြောင်းသတိပေးထားပါတယ်။ကျွန်းစုမြို့နယ်ထဲမှာရွှေကောက်ပွဲနဲ့ပတ်သက်ပြီးလှုပ်ရှားနေတာရှိနေပါတယ်။ဒီလိုလှုပ်ရှားနေတဲ့သူတွေကိုအရေးယူမှာပါတိတိယောက်ယောက်အရေးယူဖို့ရှိပါတယ်ဟုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဘကဖာမှတာဝန်ရှိသူကပြောဆိုပါတယ်။ကျွန်းစုမြို့နယ်တွင်ရှိတော်လန်ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်မရှင်ဆင်အာနာရှင်စနစ်တပ်ဆိုးရှိစေရေးနဲ့နိုင်ငံရေးအရတရားဝင်မှုရရှိအောင်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေသည့်တရားမဝင်အတူရောက်ရှိကောက်ပွဲနဲ့ဟန်ပြငင်းချင်းရေးလုပ်ငန်းစဉ်များကိုတော်လန် ီးသတိကြီးစွာဖြင့်ပူပေါင်းအားပေးခြင်းတို့ကိုလုံးဝမပြုဘဲဖြတ်သားခိုင်မာသည့်သဘောထားယက်တီချက်များဖြင့်စန့်ကျင်တုံ့ပြန်သွားကြပါယင်တိုက်တွန်းလို့ဆိုထားပါရယ်အချမ်းဘက်စစ်ကော်မရှင်လက်အောက်ရှိမြို့နယ်ရဲကြီးအစဉ်စဉ်အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့်လည်းတရားမဝင်အတူရောက်ရွှေကောက်ပွဲဖြစ်မြောက်စေရန်မင်းစင်ပြုစုပေးခြင်းပြည်သူများကိုမင်းစင်ကြည်ရန်ဖိအားပေးလှူဆောင်ခြင်းပြည်သူတို့၏ဆန္ဒမပါဘဲအတင်းအကျပ်မှအားပေးပြီးမဲပေးစေခြင်းကိုလုံးဝမပြုလုပ်ကြရန်အထူးသတိပေးထားပါရယ် စစ်တမ်းအနေဖြင့်ရွှေကောက်ပွဲကျင်းပခွင့်မရှိကြောင်းပြည်သူတို့၏သဘောဆန္ဒမပါဘဲတရားမဝင်ထူရောက်ရွှေကောက်ပွဲကိုအတင်းအဓမ္မလုံခြံဖန်တီးပြုလုပ်ခြင်းသည်ဒီမိုကရေစီကျင့်စဉ်ကိုပြောင်ပြောင်တင်တင်ချိုးဖောက်သည့်အပြင်ပြည်သူတို့၏အချုပ်ချာအာဏာကိုမတရားရယူရန်ကြိုးပမ်းခြင်းဖြစ်ကြောင်းစစ်အာဏာရှင်စနစ်သက်ဆိုးရှင်ရေးအတွက်ဆောင်ရွက်နေသည့်အကြမ်းဖက်စစ်ကောမရှိတရားမဝင်ထူရောက်ရွှေကောက်ပွဲနှင့်အထူးရောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားစန့်ကျင်ကြောင်းနှင့်လုံးဝခွင့်ပြုမည်မဟုတ်ကြောင်းတတိပေးထားတယ်လို့သိရှိရပါသည် ဆက်လက်ပြီးကမ်ပလန်မြို့ကိုစစ်ကောင်းမရှင်မှလေးချောင်းထပ်မံတိုက်ခိုက်၍အစိုးရအဆောက်အုံ၃လုံးပြည့်စည်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ချင်းပြည်နယ်ကံပလမြို့ကိုစစ်ကောင်ရှင်တပ်ဖွဲ့မှနေချောင်းပြင်ထက်မှဘုံကျဲတိုက်ခိုက်ခဲ့ရာမိသက်ယုံနယ်ဝန်ထမ်းအင်အားအဆောက်အုံသုံးလုံးထိခိုက်ပျက်စီးသွားတယ်လို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တာဝန်ရှိသူထံကသိရပါတယ်ကံပလဲမျိုးမြို့မရက်ခွဲရှိမိသက်ကုံကိုယမန်နေ့အောက်တိုဘာ25ရက်ည8:00နာရီမိနစ်30မှာနေပြည်တော်အီလာလီတက်စကန်မှာ Jet Fighter 20စီးဖြင့်ဘုံဒီနှလုံးလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့မိသက်ကုံမှာမြေတိစီးရင်လှုပ်ရှားမှုမှမရှိသည့်အချိန်တွေမှာစစ်ကော်မ မရှင်ကပုံချေတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်စစ်ကောမရှင်သည်ပြည်သူနှင့်တော်လှန်ရေးအဖွဲ့ကိုခွဲခြားခြင်းမရှိဘဲရက်ဆက်ကြမ်းကြုတ်မှုများကျူးလွန်နေသည့်အတွက်နေကြောင်းအနေမှာချုပ်ထင်ကောင်းခွင့်နိုင်မည်ကရုတ်ချင်းများဆောင်းလုပ်ရန်နှင့်လူစုလူဝေးရှောင်ရှားရန်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားပါရယ် အော်တိုဘာ24ရက်နေ့ကလည်းကမ်ပလန်မြို့မြို့မရက်ွက်ကိုစစ်ကောင်မရှင်မှလေးချောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်၃ဦးသေဆုံးပြီး15ဦးထပ်မံတန်းရာရရှိခဲ့တယ်လို့သိရပါတယ်။ကမ်ပလဲမြို့နယ်တွင်နေထိုင်ကြတဲ့ပြည်သူလူထုများလူစုလူဝေးဖြစ်နိုင်စေသည့်အမြင့်သည့်ပွဲမဆိုလက်တလုံးချိန်မှကျင်းပပြုလုပ်ခြင်းများရှောင်ရှားကြပါရန်မြို့နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့ကယနေ့အောက်တိုဘာ26ရက်မှထုတ်ပြန်ထားကြောင်းသိရှိရပါသည်